မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီကပြည်တွင်းမှာရွှေရောင်းဝယ်ရေးဈေးကွက်ကိုအရေးကြီးဝန်ဆောင်မှုအဖြစ်ကြေညာပြီးသူလက်အောက်ခံဒုဝန်ကြီးဦးဆောင်တဲ့ရွှေဈေးသတ်မှတ်ရေးကော်မတီဖွဲ့စည်းပြီးတော့နေ့စဉ်ရွှေဈေးသတ်မှတ်မှာဖြစ်တဲ့အပြင်ရွှေဆိုင်နဲ့ရွှေရောင်းဝယ်အလုံးလိုင်စင်ယူရမယ်ထိန်းချုပ်အမိန့်ကိုပါထုတ်ပြန်လိုက်ပြီးမလိုက်နိုင်ရင်ထောင်3နှစ်နဲ့ငွေဒဏ်ရောလိုင်စင်မှာသိမ်းမယ်ဆိုပါတယ် မွန်ပြည်နယ်ဘီလင်းမြို့ကအချက်ပတ်စကောင်စီရဲ့ဗိုလ်မှူးလွင်ကိုကိုထွေးဆိုသူဟာဖပေါ်မှာရိတ်ခါထုတ်စစ်ကြောင်းကိုဥဆောင်ရင်တိုက်ခိုက်ခံရပြီးပွဲချင်းပြီးကိုသေသွားယုံနေမှာကအလောင်းတော်ပြန်မရတဲ့သူရဲ့မတာချအာတုပဖိတ်စာမှာလည်းစစ်တပ်ရာထူးကိုမထည့်ရဘူးဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကပြည်တွင်းမှာရွှေရောင်းဝယ်ရေးဈေးကွက်ကိုအရေးကြီးဝန်ဆောင်မှုအဖြစ်ကြေညာပြီး သူလက်အောက်ခံဒုဝင်ကြီးဦးဆောင်တဲ့ရွှေစေးတမရေးကော်မတီဖွဲ့စည်းပြီးတော့နေစဉ်ရွှေစေးတမမဖြစ်တဲ့အပြင်ရွှေဆိုင်နဲ့ရွှေအယောင်းဝယ်အားလုံးလိုင်စင်ယူရမယ်ထိမ့်ချုပ်အမိန့်ကိုပါထုတ်ပြန်လိုက်ပြီးမလိုက်နိုင်ရင်ထောင်၃နှစ်နဲ့ငွေဒဏ်ရောလိုင်စင်မှသိမ်းမယ်လို့စစ်ကောင်စီကထုတ်ပြန်လာပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီကရွှေစေးကွက်ကိုအလုံးစုံထိမ့်ချုပ်ဖို့ရည်ရွယ်ပြီးရွှေအယောင်းဝယ်ကိုအရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်လိုက်တဲ့အပြင်စစ်ကောင်စီဝင်ကြီးတွေပါဝင်တဲ့ ရွှေရည်ညှို့စေးတမတ်ရေးကော်မတီကိုပါဖွဲ့စည်းလိုက်တယ်လို့အော်တိုဘလ24ရက်နေ့ညပိုင်းမှာပဲစစ်ကောင်စီကကြေညာလိုက်ပါတယ်။အဲ့ဒီလိုကြေညာပြီးတဲ့နောက်မှာပဲတဆက်တည်းအနေနဲ့ပြည်တွင်းမှာရွှေရောင်းဝယ်တားမြစ်အမိန်တွေစီမင်းတမတ်အမိန်တွေပါတဲ့ကြေညာချက်တွေကိုပါစစ်ကောင်စီကဇက်တိုက်ထုတ်ပြန်လာပါတယ်။လက်ရှိရွှေစင်းတဲ့အရောင်းဝယ်တွေကိုအဓိကထိန်းချုပ်တဲ့လုတ်ပိုင်ခွင့်အာဏာကိုလည်းစစ်ကောင်စီရဲ့တယံဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဝင်ကြီးဌာနကိုအနှင်းနဲ့ဆိုပြီးတော့လေစစ်ကောင်စီကကြေညာထားပြီး ရွှေနဲ့ပတ်သက်တဲ့ရွှေရည်ညွန်စေးတွေတတ်မှတ်ဖို့အတွက် ကော်မတီပါဖွဲ့စည်းလိုက်ပြန်ပါတယ်။လက်ရှိမှာတော့အဲ့ဒီစကောက်စီဝင်ကြီးတွေပါဝင်တဲ့ရွှေရည်ညွန်စေးတတ်မှတ်ရေးကော်မတီကနေနေစဉ်ရွှေဈေးနှုန်းတွေကိုတတ်မှတ်မှာဖြစ်တဲ့အပြင်ရန်ကုန်မန္တလေးနဲ့မြန်မာတနိုင်ငံလုံးမှာရှိတဲ့ရွှေဆိုင်တွေရွှေအယောင်းဝယ်လုပ်တဲ့သူတွေအနေနဲ့လိုင်စင်ပြန်လျှောက်ရမှာဖြစ်ပြီးလိုင်စင်ရလာရင်လဲစကောက်စီကတတ်မှတ်တဲ့ဈေးနှုန်းနဲ့သာရောင်းချရမှာဖြစ်တဲ့အပြင်မလိုက်နိုင်ရင်တော့ထောင်ပေါင်းနှစ်နဲ့ငွေဒဏ်ရောလိုင်စင်မှာတင်းစီအရေးယူမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ။တစ်ဖက်မှာတော့မွန်ပြည်နယ်ဘီလင်းမြို့ကအကြက်ဖက်စစ်ကောင်စီရဲ့ဗိုလ်မှူးလွင်ကိုကိုထွေဆိုသူဟာပပမားရိတ်ခါတုတ်စစ်ကြောင်းကိုဥဆောင်ရင်တိုက်ခိုက်ခံရပြီးဘွေချင်းပြီးကိုသေသွားယုံနေမကအလောင်းတောင်ပြန်မရတဲ့အပြင်သူ့ရဲ့မတာချအာတုပဖိတ်စာပါလေစစ်တပ်ရာဒူးကိုမထက်ရဘူးလို့မိသားစုနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အော်တိုဘလာ23ရက်နေ့ကပဲပပမျိုးနဲ့မှာတာဝန်ကျနေတဲ့မွန်ပြည်နယ်ဘီလင်းမြို့ကအကြက်ဖက်စစ်ကောင်စီရဲ့ဗိုလ်မှူးလွင်ကိုကိုထွေဆိုသူဟာ စစ်ကောင်စီတပ်သားအယောက်30နဲ့အတူရိတ်ခါဒုတ်ယူဖို့အတွက်ထွက်လာတဲ့အချိန် KNL PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ချိန်မုံမှုအတွင်းပွဲချင်းမီကိုသေသွားတယ်ဆိုပါတယ်အဲ့ဒီလိုသေသွားတာတော့ဘုံမှုလွင်ကိုကိုထွေးဆိုသူရဲ့မတာအလောင်းမှာပြင်မရတဲ့အပြင်သူ့ရဲ့မတာချအတုပဖိတ်စာမှာလည်းစစ်တပ်ရာဒူးကိုမထည့်ရဘူးလို့မိသားစုနဲ့နှိစက်သူတွေကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးမြို့မှာအချမ်းဖတ်မင်းအွန်လိုင်းမိသားစုပိုင်တဲ့မင်္ဂလာမန္တလေးဟိုတယ်ကိုလုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ြို့ပြတော်လန်ยีတက်တွေကတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်ဖို့ကြိုးပမ်းခဲ့ပြီမယ်ရှော့တိုက်ဒုံးက error ဖြစ်သွားတဲ့အတွက် mission ပြန်ဆုတ်ခဲ့ရတယ်လို့မြို့ပြတော်လန်ยีတက်ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာအကြံဖက်စစ်ကောင်စီကမန္တလေးတမျိုးလုံးကိုလုံခြုံရေးတွေအထက်ထက်တင်းကျပ်ထားတဲ့ကြားကအော်တိုဘတ်23ရက်နေ့ညနေပိုင်းမှာပဲအကြံဖက်မင်းအောင်လိုင်းမိသားစုပိုင်တဲ့မင်္ဂလာမန္တလေးဟိုတယ်ကိုမြို့ပြတော်လန်ยีတက်တွေကတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်ဖို့ကြိုးပမ်းခဲ့တယ်ဆိုပါတယ်ဒါပေမဲ့ အန်အရီညရဲ့ဂျာကာရှော့တိုက်ဒုံးကပြင်ဆင်တက်ဆင်ပြီးပြစ်ခတ်ဖို့လုပ်တဲ့အချိန်မှာ error ဖြစ်သွားတဲ့အတွက် mission ကိုပြန်ဆုတ်ခဲ့ရတယ်လို့မြို့ပြတော်လန်ရေးတပ်ရဲ့တာဝန်ရှိသူကပြောထားပါတယ်။လက်ရှိမန္တလေးမြို့ထဲမှာရှိတဲ့မြို့ပြတော်လန်ရေးတပ်တွေကတော့ရှမ်းမန်းစစ်စင်ရေးနဲ့အတူမန္တလေးမြို့မှာပါစစ်စင်ရေးတွေကိုဖော်ဆောင်နေတာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်စခန်းတွေအထိုင်စခန်းတွေအပါအဝင်စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအတက်နိုင်ဆုံးဝေးဝေးကနေရှောင်ရှားတွာလာပေးကြဖို့ကိုလည်းမြို့ပြတော်လန်ရေးတပ်တွေကပြည်သူတွေကိုအတိပေးမြတ်တာရက်ခံထားပါသေးတယ်ခင်ဗျာ။ ဒီတခါရန်ကုန်မြို့မှာလည်းတောင်ကုန်မြို့နယ်က26ရက်ကအုပ်ချုပ်ရေးမှုရုံးကိုမနေ့ကညပိုင်းမှာပဲတော်လန်ရေးရဲဘော်တွေကဖျက်အားပြင်းအဝေးထိန်ပိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့မြောက်ကလပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်တိုဘလ25ရက်နေ့ဖြစ်တဲ့မနေ့ကည9နာရီခွဲလောက်မှာပဲရန်ကုန်မြို့တောင်ကုန်မြို့နယ်က26ရက်ကအုပ်ချုပ်ရေးမှုရုံးမှာအုတ်ကြီးစေအိမ်မှုယာအိမ်မှုတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစုဝေးနေတဲ့အချိန် ော်လိုင်းရဲ့ဘော်တွေကဖြတ်အားပြင်းအဝေးတိမ်မိုင်းနှလုံးနဲ့ဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့စေကောင်စီတပ်ဖွဲ့တွေဘက်ကအကုန်လုံးစုဝေးနေတဲ့အချိန်ဖြစ်တဲ့အတွက်ထိခိုက်သေးဆုံးမှုတွေရှိနိုင်ပြီးပောက်ကွဲမှုပြပြချင်းမှာပဲအဲ့ဒီအုတ်ကြီးရုံတဝိုက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံရေးချလိုက်ပြီးတော့စစ်ဆေးမှုတွေလုပ်နေတယ်လို့လည်းမြောက်ကလပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတပ်ဖွဲ့မှာတော့စကိုင်းတိုင်းကမ်ဘလူမြို့နယ်ဇီကုံရက်စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတပ်သားတအူးဟာ လန်ဒန်နဲ့အတူတော်လန်ရေးတက်တွေးစီမှာအလင်းဝင်ရောက်လာတယ်လို့ကမ်ဘလူခိုင်တရင်၄ရက်တောင်းဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲဒီကမ်ဘလူမြို့နယ်ဇီကုံရက်စကန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတပ်သားတအူးဟာသူကန်ဆောင်တဲ့ G3 တနက်တလက်နဲ့အတူအော်တိုဘလာ73ရက်နေ့ကပဲတော်လန်ရေးတက်တွေကိုချိတ်ဆက်လာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲဒီလိုလန်ဒန်နဲ့အတူအလင်းဝင်ရောက်လာတဲ့ရဲတပ်သားကိုတော်လန်ရေးတက်တွေဘက်ကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုခဲ့ပြီးတနက်ပါယူလာတဲ့အတွမ်းအထိုက်အတန့်နဲ့စုငွေကိုပါချင်းမြင်ပေးခဲ့တယ်လို့လည်း